န်းတထောင်ကြော်ကြော်လေးနဲ့ချင်းမိုင်းကိုတ냐အိမ်နှစ်ရက်ခီဘတ်ဂျက်လုံးဝဘတ်ဂျက်ဘတ်ဂျက်ဖြစ်နေရမယ်ခီးစဉ်ကိုစိတ်ဝင်စားလာဒီဗီဒီယိုထဲမှာမောင်မကချင်းမိုင်းဘတ်ဂျက် trick လေးပေါ့နော်နေချင်းပြန်လဲမဟုတ်ပဲねတ냐အိမ်လေးစီစဉ်ထားဖြစ်တယ်ပေါ့နော်ဘတ်ဂျက် trick လေးထဲမှာဘာတွေပါလဲဆိုတာအမောင်မဒီဗီဒီယိုထဲမှာပြပြပေးသွားမယ်ပထမဆုံးတရက်ကမုံမာစီစဉ်ထားပေးတာကြတော့ဘန်ကောက်ကလူတွေလည်းသွားလို့အဆင်ပြေရအောင် ချင်းမိုင်မှာရှိတဲ့သူတွေလည်းဒီ trip ကို join လို့ရအောင်လို့ပေါ့နော်ဘလို့ခီးစဉ်လေးစီစဉ်ထားပြီးလဲဆိုတော့ Montem Montem ကိုတည့်ရက်သွားမယ်ပြီးတဲ့ခါကျလို့ဆိုရင် Megan Bong ကိုတည့်ရက်သွားမယ် Montem တည့်ရက်ရဲ့ Megan Bong တည့်ရက်ရဲ့ဘလောက်တောင်အဆင်ပြေမလဲတဘာဝတွေအကုန်လုံးနဲ့ထိဆက်နေတဲ့အရာတွေရို့ပဲကိုကသွားရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့တချို့တချို့မရောက်ဘူးတဲ့လူတွေအတွက်ကလုံးဝအဆင်ပြေတယ်ဒီ trip လေးပေါ့နော် ဈေးလည်းလုံးဝဘတ်ဂျက်ဖြစ်တယ်။သွားတဲ့နေရာလေးတွေလည်းအစုံပဲပေါ့နော်။ပထမတစ်ရက်ကကြတော့မုံမှာမွန်ကျန်ခီးစင်ထည့်ထားပြီးတယ်။မွန်ကျန်သူလို့ဆိုရင်တော့ချင်းမိုက်ကိုရောက်တဲ့တူတိုင်းမွန်ကျန်တောင်ကိုတက်တက်ရမယ်လို့အနေထားမျိုးပေါ့နော်ဘာလို့လဲဆိုတော့အဲ့တောင်ကအရန်လာတယ်ပေါ့နော်အဲ့လို resort လေးတွေဆိုလို့ရှိရင်လုံအောင်တောင်ပပတ်ဆက်လဲမှာမိုဘက်လေးတွေကတ်ထားတဲ့အတိုင်းကို ရှိတာ เนาะအဲ့ဒါအဲ့နေရာကိုလည်းမုံမှာပို့ပေးမယ်ပြီးရင်ပန်းနေဆိုလို့ရှိရင်လုံးဝနေလာလမ်းမျိုးပေါ့เนาะသူရဲ့လမ်းကြောင်းတမြောင်းတမြောင်းတမြောင်းနဲ့စီစနစ်တကြစိုက်ထားတဲ့ပန်းခင်းပေါ့เนาะအဲ့ဒီပန်းခင်းကိုလည်း ခေါ်ပြပြီးသွားမယ်เนาะပြီးတဲ့ခါကျတော့ဆိုရင်တကယ်လို့ကိုတက်သွားတဲ့အချိန်ကိုတွားလိုက်တဲ့အပတ်ကပေါ့เนาะတိမ်ပင်လေထွက်တယ်ဆိုလို့ဆိုရင်ပို့ပြီးတော့ကန်ကောင်းတာပေါ့เนาะအနင်းစီပန်းချံကိုထည့်ထားပြီးတယ်ဘယ်လိုနင်းစီပန်းချံထည့်ထားပြီးလဲဆိုတော့အခုမှအတစ်ဆက်ဆက်ပေါ့เนาะဇူလိုင်၁၀ရက်နေ့မှာဖွင့်လိုက်တဲ့နင်းစီပန်းချံပေါ့เนาะသူကတော့အမြဲတမ်းလိုမျိုးကိုကတွေ့ချင်တိုင်းမတွေ့ဘူးပန်းခင်းကြီးရှိတဲ့ချိန်ကြမှာကိုကသွားပြီးတော့လေပတ်ရတာဖြစ်တဲ့အတွက်ကြောင့်မို့ပေါ့เนาะအဲ့ဒီပန်းခင်းကြီးပါမုံမှာထည့်ထားပြီးတယ်เนาะဆိုတော့ကဒါမွန်ကျန်ရဲ့အနီနာတော့အိုက်မှာပဲရှိတာပါ နောက်တစ်နေရာကကျတော့ဘာဖြစ်မလဲဆိုလို့ဆိုရင်တော့အာမွန်းကြံရဲ့အစင်းလေးမှာရှိတဲ့ရေတခွန်ရေတခွန်လေးနဲ့ပေါ့နော် background ထားပြီးတော့ပေါ့နော် coffee ဆိုင်လလလေးပေါ့နော်အဲ့ဒါလေးတွေမောင်းမထည့်ပေးတယ်ပြီးတော့ခါကျလို့ဆိုရင်ဒီဥစားပေါ့နော်အာမွန်းကြံတောင်ပေါ်မှာရှိတဲ့အာတိုးကြံပေါ့နော်အဲအမောင်းကပို့ရတဲ့တိုးကြံဆိုလို့ဆိုရင်တော့အဘကာကောင်လေးတွေလည်းရှိတယ်ပေါ့နော်အဲ့လိုမျိုးအာဘဘ brush ရှိတယ်အဲ့ဒီချင်းတော့မှထွက်သေးတယ်ပေါ့အဲ့ဒီချင်းတွေကအကောင်လေးတွေပါထပ်ပြီးတော့ တွေ့ရမှာဖြစ်တဲ့အတွက်ကြောင့်မို့အဲ့ဒီနေရာကိုမောင်းမှာပို့ပေးတယ်ပေါ့နော်ပြီးရင်အခုလိုနည်းနည်းအေးခဲနေတဲ့အချိန်ကြာမှာပေါ့နော်ဥစားဆောင်းတွေနည်းနည်းလေးကြာတဲ့အချိန်ကြာမှာတီးတဲ့လိမ္မော်ဒီပေါ့နော်အဲ့လိုမျိုးလိမ္မော်ချံပေါ့ဒါပေမဲ့တော်တော်များများကတော့အဲ့ဘက်မှာလိမ္မော်ချံတွေပေါ်ပါတယ်တချံမရှိရင်တချံသွားလို့ရရပေါ့နော်အဲ့ကြောင့်မို့လိမ္မော်ချံလေးပါမောင်းမှာထည့်ထားပေးတယ်အဲ့ဒီနေ့ဆိုလို့ရှင်လုံးဝကို အာဖီလက်ပုံစံမျိုးပေါ့နော်လိမ္မော်သီးတွေလည်းစားရမယ်နောက်ပြီးတော့ကော်ဖီလည်းတောက်ရမယ်နော်ဆိုတော့အဲ့အစီအစဉ်တွေအကုန်လုံးကိုမုံမတဘာဝနဲ့ပြီးပြီးတော့ထိတွေ့ထားတယ်နော်နောက်ထပ်တစ်ရက်ကကြတော့ဘယ်ဘယ်တာဖြစ်မလဲဆိုလို့ဆိုရင်နောက်ထပ်တစ်ရက်ကကြတော့မေကန်ပေါ့ တည်ရပါလားအင်ဂျီတရာတော်မရှိဘူးမေဂန်ပေါင်ကဒါပေမဲ့အရန်ကမှနာမည်ကြီးနေတယ်နာမည်ကြီးတယ်ဆိုတာမြန်မာတနိုင်ငံနဲ့မဟုတ်ဘူးเนาะတကဘာလုံးနဲ့ခြီပြီးတော့နာမည်ကြီးနေတာဘာလို့လဲဆိုတော့ဒီအင်ဂျီတရာမပြည့်မပြည့်တဲ့မေဂန်ပေါင်လေးရကြတော့ဘလောက်ထိလာလဲဆိုတာပေါ့เนาะတကဘာလုံးကတိတိချင်းပြီးတော့စိတ်ဝင်စားပြီးတော့လာကြည့်ကြတဲ့အချိန်นี่အဲ့ဒီအစီအစဉ်မှာမဟုတ်မှဒီခီးစဉ်တထောင်ကျော်လေးတဲ့မဟုတ်မှထည့်ထားပြီးတာ နော်ဘလောက်ဘတ်ဂျက်ဖြစ်မလဲပြီးရင်အဲ့ဒါတွေမပြီးသေးဘူးနော်မက်ကမောမှာရှိတဲ့ရေတကွန်းနော်စမ်းကြောင်းနော်တဘာဝကြီးပဲအကုန်လုံးနော်ပြီးရင်လမ်းဖုံးနဲ့လမ်းပန်းထိဆက်နေတဲ့ view point နော်ပြီးတဲ့ခါကျတော့ဆင်ဒီအခုပေါ့နော်အပင်ကြီးတွေဆိုအပင်အိုကြီးတွေဆိုလို့ဆင်အနှစ်ပေါင်း200ကျော်တောင် ရှိနေပြီအဲ့ဒီ200ကျော်ရှိနေတဲ့အပင်အိုကြီးအောက်မှာပကတ်လိုမျိုးပဲချိတ်ဆွဲထားတဲ့ coffee sign လှလှလေးနော်အဲ့ဒီ coffee sign လေးဆိုလို့ဆင်တော့ဟိုဘယ်လိုခေါ်မလဲ ဟို coffee တောက်ရတာလို့ထမင်းစားရတာလို့ဘာလို့ပေါ့နော်အဲ့လိုပုံစံမျိုးတွေပေါ့အဲ့ဒါတွေမလုပ်ဘဲနဲ့ဟိုအဲ့ဒီနေရာမှာသွားပြီးတော့ကြည်ကြတယ်တွေးကြတယ်တပုံညိုက်ကြတယ်ပေါ့နော်အဲ့လိုမျိုး view ကောင်းကောင်းလေးတွေသွားခန်းစားရတယ်အဲ့လိုမျိုးအစီအစဉ်တွေမှာမောင်းမှာထည့်ထားပြီးတယ်ပြန်ဖျားဖူးတာတွေဘာတွေကအဆပေါ့နော်အဲ့လိုမျိုးဘယ်နေရာမှာဘာလုပ်လို့ရလဲဆိုတာမုံမာရဲ့ page ထဲမှာလည်းအသေးစိတ်ရေးထားပေးတယ်နော်ဆိုတော့မုံမာအပြည့်အဝပေးထားတဲ့နှစ်ရက်က လုံးဝ oasis နော်တကယ်တဘာဝနဲ့ကိုထိတွေ့ရမယ်နှစ်နှစ်ရက်လုံးလုံး မွန်ကျန်လဲတဘာဝပဲမေကန်ပေါင်းလဲတဘာဝပဲเนาะဆိုတော့ဒီနှစ်ခီးစဉ်ဒီနှစ်ရက်လုံးကိုပေါ့เนาะဒီဘတ်ဂျက်နဲ့ဒီဈေးနဲ့သွားမှာเนาะဒီအခွင့်အရေးနဲ့သွားမှာဒါပေမဲ့တခုတော့ရှိတယ်နော်ကိုရီးယားမိတ်ဆွေတွေကဘာတွေဟိုဥစားဖြစ်ရမလဲဆိုတော့ join တဲ့ပုံစံမျိုးပေါ့နော်ကျမတို့ခီးစင်ကိုဟိုဥစား တပတ်မှတစ်ချိန်ပဲထွက်တာစနေရက်တနင်္ဂနွေရက်နှစ်ရက်ပဲထွက်တယ်နော်နော်ဆိုတော့ခါကြတော့အဲတကယ်လို့ဒီခီးစင်အသေးစိတ်ကိုဒီဗီဒီယိုကြည့်သွားပြီးတော့နားမလည်လေးလို့ဆိုလို့ဆင်းထပ်ပြီးတော့မေးမြန်းလို့ရပါသေးတယ်ဒါမှမဟုတ်ဘူးဆိုလို့ဆိုရင်တချို့အဲမုံမပုတ်ပေးတဲ့အစီအစဉ်ကလုံးဝ budget ဖြစ်နေလို့ကျွန်တော်တို့ကျမတို့မတွားနိုင်ဘူးဖိုက်ဝေလေးလုပ်ပေးပါရတယ်နော်ဖိုက်ဝေလေးလုပ်ပေးပါဆိုတာကကြတော့2ယောက်ရှိတယ်3ယောက်ရှိတယ်5ယောက်ရှိတယ်6ယောက်ရှိတယ်ပေါ့နော်တိတန့်လေးပေါ့နော် အဲ့ဒါလည်းမုံမှာစီစဉ်ပေးတယ်တညာအိတ်နှစ်ရက်မှမဟုတ်ဘူးနော်တညာအိတ်နှစ်ရက်ကနေခုနှစ်ညာအိတ်ရှိရက်အထိရှင်းညာအိတ်ကိုရက်အထိဘယ်နှစ်ရက်တွားချင်းလဲကိုဘယ်နှစ်ရက်အချင်းရှိလဲအချင်းရှိတဲ့လောက်ကမုံမှာအကုန်လုပ်ပြီးရတယ်နော်ချင်းမိုင်ချင်းရိုင်းဆွေသရိကန်နေမြေမကန်ပေါင်းတို့နောက်ပြီးတဲ့ခါကျတော့စီရင်ဒီဥစားမဲဟောင်ဆောင်တို့ပိုင်အကုန်ရောက်မယ် ဟုတ်ပြီလားအဲ့ဒါလို့ဆိုရင်မုံမအောင်အကုန်ခီးစင်အဲ့လိုရတယ်ဘတ်ဂျက်လည်းလုံးဝကို cheese ဖြစ်အောင်လုပ်ပေးမယ် okay အဲ့ဒါလို့ဆိုရင်အားလုံးသဘောကျတယ်မလားဒီဗီဒီယိုလေးဆုံးသွားပြီဆိုလို့ဆိုရင်တခခုအာနားလဲချင်တယ်ဗောနော်နားမလဲတာတွေရှိတယ်ဆိုလို့ဆိုရင်တော့မန်အောက်ထဲမှာလာရောက်မေးမြန်းဖို့ဖိတ်ခေါ်ပါရတယ်ပြီးတဲ့ခါကျတော့ဆိုရင်အခုမောင်းမှာစီစဉ်ထားပေးတဲ့ trip plan လေးလဲတစ်ချက်လောက်တုံးကြည့်ဗောနော် သုံးကြည့်လို့အဆင်ပြေတယ်ဆိုလို့ဆိုရင်တော့မောင်မအားလုံးကို ဖိတ်ခေါ်ပါတယ်လို့ဒီကနေ့ပြောပြစီနော်အားလုံးကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်